တောင်းမဲ့မိခဲ့တရရဲ့နဲ့ချန်ပီယံလောင်းဂျော့ရှွာဘန်ကချန်ပီယံဟောင်းမိုရီနိုကိုစိန်ခေါ်လိုက်ပြီးဒီကနေ့မနေ့မှထိုးသွားခဲ့တဲ့ UFC 316ပွဲမှာတော့ကျမတို့ရဲ့အချစ်တော်ချင်းတိုင်းသားလေးဂျော့ရှွာဘန်ကဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာကိုတတိယချီမှာပဲ KO နဲ့အနိုင်ရရှိသွားခဲ့ပါတယ်ရှင်ဂျော့ရှွာဘန်က UFC မှာရှစ်ပွဲထိုးသက်ထားရမှာတော့ခုနှစ်ပွဲအနိုင်ရထားတာဖြစ်ပြီးတော့တစ်ပွဲသာရှုံးပွဲကျုံတွေ့ထားတာဖြစ်ပါတယ်ဘရူနိုနဲ့ဘန်တို့ရဲ့ပွဲကတော့အကြမ်းရမ်းနဲ့မြိုင်ဆိုင်ခဲ့တဲ့ပွဲချင်းတစ်ပွဲမှုကြီးစုသူတွေအကြိုက်တွေ့စေခဲ့ပါတယ်ဒီပွဲမကြိုင်မီမှာဘန်ကပွဲပေါ်မှာအယုံဆိုင်ထားတဲ့ လို့ပွဲစဉ်အကျွမ်းမလည်းတကယ်ပဲတည်တည်ငြိမ်ငြိမ်နဲ့အပြီးတွဲချနိုင်ခဲ့ပါတယ်။ဘရူနိုဆိုရာကလည်းတော်တော်ရလူမဟုတ်ပါဘူးလေ။ဘန်နက်ထူးချက်တွေကိုတော်ယုံဖိုက်တာတွေအတွက်ဆိုတော့မလွယ်ကူနိုင်ပါဘူး။မာဂိုမြင့်ဘရာဇီးဖိုက်တာဘရူနိုရဲ့မျက်နှာတဝိုင်းမှာလည်းဘန်နက်လက်သီးတွေကမိုးရွာသလိုဒရက်ဆက်အကျောက်လာပါတယ်။နောက်ဆုံးမှာတော့ဘရူနိုတယောက်တန်စကားနားမှာခွခွေလေးနဲ့ဂျိုရှူအာဘန်ကိုအရှုံးပေးလိုက်ရပါတော့တယ်ရှင်။ဒီလိုတိုက်ခိုက်ရေးဆိုရင်တိုးတက်လာပုံနဲ့ကြောင်းလေမကြခင်အချိန်တစ်ခုအကျွမ်းမှာတော့ချန်ပီယံ စင်ကိုသူအဖြစ်နဲ့ဘန်ကိုကျမတို့အမြင်တွေ့နိုင်ရပွဲရှိနေပါတယ်။ဘန်ရဲ့နိုင်ပွဲကမြန်မာပြည်သက်တွေအတွက်ကိုလည်းပို့ပြီးတော့အားတက်စီခဲ့မှာကတော့အမှန်ပါပဲ။ UFC လိုနေရာမျိုးမှာမြန်မာအလံကိုကိုနဲ့မကွာဆောင်ချပြီးတော့မြန်မာလူမျိုးတွေကိုဂုံတက်စီခဲ့တဲ့ Joshua Ben ကတော့မကြမီအချိန်အတွင်းချန်ပီယံဖြစ်ဖို့အလားအလာရှိနေတဲ့လူငယ်ဖိုက်တာ2အဖြစ်သတ်မှတ်နေကြပြီဖြစ်ပါတယ်။ဒီနေရာမှာ Joshua Ben က UFC မှာတရားမထက်တောက်ပနေသလို One Championship မှာလည်းဘတ်လိုမျိုးချန်ပီယံမှန်းလို့ရမယ့်ဖိုက်တာတွေပေါ်ထွန်းစေချင်တာကတော့အမှန်ပါပဲရှင်။ ကျေးဇူးအပင်းနဲ့ကျိုးစားမှုတွေကတပွဲတက်တပွဲပိုကောင်းလာတယ်ဆိုတာညင်းလို့မရပါဘူးเนาะဆက်လက်တီးလို့တော့ဆက်လွတ်တက်တဲ့လက်တီးပါဝါလည်းရှိသလိုထိမိတဲ့ဒူးတိုက်ချက်တွေကလည်းကြမ်းတမ်းလွန်းလို့ပြိုင်ဘက်တွေအတွက်တော့အိမ်မက်ဆိုးပါပဲ UFC Marine King အစ်စ်တမတ်ချက်ဝင်တဲ့ fighter တူဖြစ်သလို UFC အကွက်ထဒီနာဝိုက်ကိုရိုင်းဘန်ညက်ပွဲကိုစိတ်ဝင်တစားပြောခဲ့တာမို့မကြမီကျေးဇူးအပင်းကြောင့်ပုံမအောင်မြင်လာမဲ့ fighter တယောက်ဆိုတာကတော့တည်ကြနေခဲ့ပါပြီ UFC ရဲ့နာမည်ကြီး fighter တွေကတော့အခု Bruno နဲ့ထိုးတက်ခဲ့တဲ့ပွဲစဉ်ပြီးမှတော့ကျေးဇူးအပင်းရဲ့အစွမ်းဆောင်ရင်းကိုအတိမတ်ပြုချီးကျူးခဲ့ကြတယ် က်ထီပါပဲရှင်တကယ့်ကိုချီကျူးထိုက်တန်တဲ့ဖိုက်တာပါပဲပွဲပြီးအင်တာဗျူးမှာလည်းနောက်တယောက်ဘသူနဲ့ထိုးသက်ချင်လဲလို့မေးတဲ့အခါ Flyweight တန်းရဲ့ Champion ဟောင်းတူဖြစ်တဲ့ Brandon Morino နဲ့ထိုးသက်ချင်တယ်ဆိုတဲ့အကြောင်းကိုပြောကြားခဲ့ပါတယ် Morino ဆိုတာကတော့လက်ရှိ Flyweight တန်းမှာအဆင့်နံပါတ်2နေရာမှာရှိနေသူဖြစ်ပါတယ်ပြည်သက်တချို့ကတော့ Brandon Morino နဲ့ဆိုရင်တော့အရန်ဆောလွန်းနဲ့ချင်လို့ Joshua Ben ကိုဖြည်းဖြည်းချင်းပဲအမြင့်ကိုတက်လန်းစေချင်ပေမဲ့ Champion ခပ်ပတ်အတွက်ဘန်ကတော့ဘသူလာလာတိုက်ခိုက်မယ်လို့ပြောထားပါတယ် အစစ်နေရာမှာရှိတဲ့မော်ရီနိုနဲ့ပွဲဖြစ်မဖြစ်ဆိုတာကတော့ကျမတို့တွေဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ် UFC မှာကတော့ဘာမဆိုဖြစ်သွားနိုင်တာမို့တကယ်လို့သာဘန်တောင်းဆိုထားသလိုဒီနာဝိုက်ကအပွဲတက်ပြီးခဲ့မယ်ဆိုရင်တော့တကယ်ကိုအင်္ဂုံစစ်လို့ရှားပွဲအပြည့်နဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမယ်ဆိုတာကြီးသိနေပါပြီအင်တာဗျူးဖြည့်စင်ချိန်မှာလည်းမြမအလင်းကိုလည်းမစီးထားပြီးဖြည့်သွားတာမို့ဘလောက်တောင်မြမပြီးကိုစစ်တယ်လဲဆိုတာသိတာစီတဲ့မြမဂုံဆောင်လူငယ်ဖိုက်တာလေးတယောက်ပါပဲရှင်အချင်းချင်းအနေနဲ့ကတော့ဂျိုရှူဝါဘန်နဲ့မော်ရီနိုရဲ့ပွဲကိုကြည့်ကြင်ကြတဲ့သူတွေရှိပါလားတကယ်လို့ပွဲဖြစ်ခဲ့မယ်ဆိုရင်ရော ပရိသတ်တို့အနေနဲ့ဘယ်လိုရလက်ဖြစ်လာနိုင်မလဲဆိုတာထင်မြင်ချက်လေးတွေကိုအောက်ကကောမတ်မှာမျှဝေပေးခဲ့ကြပါအောင်နော်ကျမတို့ရဲ့ channel လေးကို like တန် subscribe လေးမလုပ်ရသေးဘူးဆိုရင်လည်း like တန် subscribe လေးလုပ်ထားပေးပါအောင်ရှင်အလုံးကို Before I got to the UFC he he was always nice to me you know what I mean I didn't call him out to disrespect him like respectfully I want to fight him but uh is whatever the UFC gave me you know if they give me him I'll be ready uh and if they want to give me somebody else then I'll be ready too so see I'm not really the guys to call out people, but I heard the UFC is coming to uh, Texas. You know what I mean? And I heard, I also heard Moreno will want to fight on UFC Noche. So uh, Texas versus Mex Mexican. You know what I mean? Uh,